အားလုံးပဲမင်္ဂလာပါဗျာခေါင်းဆက်သတင်းထလာမှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ်ရုပ်သံပြီးတော့ပါလေတော့ရွေးကောက်ပွဲကိုအရန်စိတ်ဝင်စားနေတဲ့အယူကြီးကလူကြီးတွေကိုဝေဖန်လာတဲ့ကိုငင်းချအောင်ရဲ့ရုပ်သံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါတယ်ခင်ဗျာဒီဒီလိုမှာကိုရင်းကြောင်ကအဲ့ဒီအယူကြီးကလူကြီးတို့ဘလိုတွေဝေဖန်ထားသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာတော့တဲ့ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းဆက်တည်ထောင်တာမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနော် ီရွေးကောက်ပွဲနဲ့ပဲဖြစ်ဖြစ်ကြားဖြန်းနဲ့ပဲဖြစ်ဖြစ်ဘလို့ဘလို့နီးနဲ့ပဲဖြစ်ဖြစ်ပေါ့ကျွန်တော်အမြင်ကကျွန်တော်တို့အခုချင်းကပ်ပုံတွေကအနည်းနဲ့အများဆိုသလိုလွဲနေလားဆိုတဲ့ကိစ္စကျွန်တော်မှဟိုဘလို့ပြောမလဲအတန်တရားရှိချင်းကပ်ပုံမတူတာပေါ့နော်ချင်းကပ်ပုံမတူတာတို့ချင်းကပ်မှုတွေလွဲနေလားဆိုတဲ့ကိစ္စပေါ့အခုရွေးကောက်ပွဲကိစ္စကိုပြောတဲ့ဆိုလို့ရှိလို့ရှိရင်လည်း အရင်ဆုံးစပြောရမှာဒီစစ်တပ်ကလုတ်တဲ့ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိဘူးဘလို့မှမဖြစ်သင့်ဘူးဆိုလို့ရှိရင်လေဘာဖြစ်လို့ရွေးကောက်ပွဲအကြောင်းကိုပဲတစ်ချိန်လုံးဆက်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 ပြီးတော့ပြောနေသေးလေမေးစရာဖြစ်လာပြီကျွန်တော်တို့အတိုက်ခံဘက်ကိုပဲကျွန်တော်မေးတာအတိုက်ခံဘက်ကိုပဲကျွန်တော်ပြောတာခမည်းတော်ဒီရွေးကောက်ပွဲကိုလုံးဝလက်မခံဘူးဒီရွေးကောက်ပွဲကိုလုံးဝခရီးမဆိုင်ဘူး ဒီ2000အခြေခံဥပဒေကိုလက်မခံဘူးပြောထားပြီဟေ့ဆိုလို့ရှိရင်ဘာဖြစ်လို့ဒီရွေးကောက်ပွဲအကြောင်းကိုပဲတစ်ချိန်လုံးပြောနေလဲဒီရွေးကောက်ပွဲနဲ့ပဲခမားတို့အချိန်တွေဘလောက်ကုန်းနေပြီလဲသတင်းမီဒီယာတွေကိုပဲဖြစ်ဖြစ်နော်နိုင်ငံတကာမှာပဲဖြစ်ဖြစ်ဒီရွေးကောက်ပွဲနဲ့တင်ခမားတို့ဘာဖြစ်လို့အချိန်ကုန်ခန်းနေလဲဒါက ခမားတို့ဒီရွေးကောက်ပွဲဟာတရားမျှတမှုလည်းမရှိဘူးဒီရွေးကောက်ပွဲကိုစိတ်မဝင်စားဘူး၂၀၀၈ခြေခံဥပဒေကိုလည်းဖျက်လိုက်ပြီးပြောပြီးဟဲ့ဆိုရင်ရွေးကောက်ပွဲအကြောင်းကိုမေးလိုက်တော့ပေါ့ဒါမှမဟုတ်လို့ရွေးကောက်ပွဲအကြောင်းကိုပြောပြီးဟဲ့ဆိုလို့ရှိရင်ဘာဖြစ်လို့ NLD ပါတီတခုတည်းအကြောင်းကိုပဲပြောနေတာလဲခမားတို့အနေနဲ့နိုင်ငံတကာမှာထောက်ပြလို့ရှိလို့ရှိရင်အကောင်းဆုံးကိစ္စရှိတယ်အန်တီဆွဆွမြတ်ရဲ့တတိယရတယ်ပြည်သူတွေကို အသိကိုပညာပေးတဲ့အတွက်လဲကျေးဇူးအများကြီးတင်တယ်။အာဒီဆွဆွမြတ်ကိုပြောတာမဆုဝေပေါ့။ဒီတော့ရွေးကောက်ပွဲကိစ္စကိုစပြီးတော့ပြောပြီးဟေးရွေးကောက်ပွဲကိစ္စကိုနိုင်ငံတကာကိုတင်ပြပြီးဟေးဆိုလို့ရှိရင် NLD ထက်စာလို့ရှိရင်ခမားတို့တင်ပြရမယ်ကိစ္စက ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခမရတို့ NLD ထက်တောင်မှရှမ်းမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပြတ်သားသေးတယ် ရွေးကောက်ပွဲကိစ္စကိုမဆိုင်ဘူးဟဲ့ဆိုလို့ရှိလို့ရှိရင်ရှမ်းမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရှမ်းမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရွေးကောက်ပွဲအကြောင်းကိုပြောလဲမပြောဘူးပါလဲမပါဘူးရှုပ်လဲမရှုပ်ဘူးသူတို့အဲ့ဒီလိုနေတယ်ဒီတော့ဗမာနိုင်ငံရဲသမားတွေအနေနဲ့ရွေးကောက်ပွဲအကြောင်းကိုပြောကျင်တယ်နိုင်ငံတကာမှာဒီရွေးကောက်ပွဲကတရားမျှတမှုမရှိဘူးဟဲ့ဆိုလို့ရှိရင် NLD ကိုပြောမဲ့အစားရှမ်းမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို့ ဒုတိယအင်အားအကြီးဆုံးပါတီဖြစ်တဲ့ပါတီတော်မှဒီရွေးကောက်ပွဲကိုစိတ်မဝင်စားဘူးတိုင်းရင်းသားတွေဟာဒီရွေးကောက်ပွဲကိုစိတ်မဝင်စားဘူးဆိုတဲ့ဥပမာပြဖို့အတွက်ဆိုလို့ရှိရင်ရှမ်းမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပြလို့ရတယ်ဒါပေမဲ့ခမည်းတော်ကအဲ့ဒီလိုမျိုးအားသာတဲ့အချက်တွေကိုခမည်းတော်အခုအချိန်ထိမစင်စားမိတာလားဒါမှမဟုတ်လို့ရှိလို့ရှိရင်ခမည်းတော်ထင်နေတာဗမာပြည်မှာ NLD မှ NLD ဖြစ်နေရမှာလား အဲ့တော့ခမားတို့ကိုအခုမေးခွန်းနေမေးကျင်တဲ့ကိစ္စကခမားတို့ကဗမာပြည်မှာလူမျိုးကြီးဝါဒမရှိဘူးဟုတ်ဖက်ဒရယ်တွေကျင့်သုံးကျင်တယ်ပြောနေတယ်ဟဲ့ဆိုလို့ရှိရင်ခမားတို့ကတိုင်းရင်းသားတွေအကုန်လုံးကိုဘေးမှာဖယ်ထားလိုက်တာလားအဲ့တော့ပြဿနာကခမားတို့ခမားတို့ကိစ္စနဲ့တယ်ခမားတို့ပြဿနာတွေကပြန်တက်နေတာရသက်ပိုင်ခမားတို့ပြဿနာနဲ့တယ်ခမားတို့ပြန်တက်နေတာတကယ်ကိုတီးကြလွတ်လပ်တဲ့ပါတီလိုမျိုးပေါ့ရှမ်းမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လိုမျိုး ဥပမာပေးလို့ရတဲ့ဟာမျိုးကြတော့ခင်ဗျားတို့ကဥပမာတွေမပေးတော့ဒါကကျွန်တော် UNG ကိုအပြစ်ပြောနေတာမဟုတ်ဘူး NLD ကိုအပြစ်ပြောအပြစ်ပြောနေတာမဟုတ်ဘူးဘေးမှာနေပြီးတော့နိုင်ငံရေးသုံးသတ်တဲ့လူတွေနိုင်ငံရေးလေးလာတဲ့သူတွေတင်ပြတဲ့မီဒီယာသမားတွေကိုကျွန်တော်ပြောနေတာ အန်ယူဂျီအနေနဲ့ကတော့သူတို့ကဒေါ်အောင်ဆန်းစုကြည်မှဒေါ်အောင်ဆန်းစုကြည် NLD မှ NLD เนาะ CRPH ဆိုလို့ရှိလို့ရှိရင်လည်း NLD မှ NLD ဒါသူတို့အနေနဲ့ကဒီ NLD ပဲသူတို့ကပြောမယ်ဘာဖြစ်လို့လဲဆိုတော့ CRPH ကိုအခုဖွဲ့စည်းထားတဲ့အထဲမှာလည်း NLD ကလူတွေပဲအများဆုံးပါနေတာအန်ယူဂျီဆိုလို့ရှိလို့ရှိရင်လည်းဟိုဘယ်လိုပြောမလဲ NGO လုပ်ဖို့ NUG နဲ့ဟို NGO နဲ့ကအတူတူလိုဖြစ်နေတယ် NGO လုပ်ဖူးတဲ့လူတွေတခြားပါတီမှာတုံးလို့မရတဲ့လူတွေတခြားပါတီကထုတ်တဲ့လူတွေအဲ့ဒီလူတွေနဲ့ NUG ကနေပြီးတော့ဖွဲ့ထားတာဒါတော့ နိုင်ငံတကာမှာကိုကအရင်မှန်းရေးအဘွားပေါ့နိုင်နိုင်ငံတကာမှာကိုကအခုပြောတော့မယ်ပြောတော့မယ်ဟဲ့ဆိုလို့ရှိရင်တစ်ခါတစ်ခါကြားလို့ရှိရင်ကိုကိစ္စကိုခဏဘေးမှာဖယ်ထားလိုက်ကိုကိစ္စကလူတကာသိနေပြီဒေါအောင်ဆန်းစုကြည်အာဏာရတယ်စစ်တပ်ကအာဏာသိမ်းနေဟုတ်ပြီခင်ဗျားတို့ဒေါအောင်ဆန်းစုကြည်အာဏာရတယ်စစ်တပ်ကအာဏာသိမ်းနေကြားထဲမှာပစာခံနေဆိုတာရှိတယ်ဘလို့ပြောမလဲဆိုတော့ဟိုမစီမဆိုင်မင်းနဲ့ခံလိုက်ရတဲ့လူတွေရှိတယ်အဲ့ဒါကဘယ်သူတွေလဲရှမ်းမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လိုမျိုးနော်ဟိုတခြားတိုင်းရင်းသားပါတီတွေလိုမျိုး ော်ကချင်ပါတီတွေလိုမျိုးဒီလိုမျိုးခံရတဲ့ဟာတွေရှိတယ်ဒီလိုရှိတဲ့ဟာတွေကြတော့ခမရတို့ကဥပမာမပေးတော့ဘဲနဲ့တစ်ချိန်လုံးလာလဲဒေါအောင်ဆန်းစုကြည်နဲ့ NLD ပါတီနောက်တစ်ခါလာလဲဒေါအောင်ဆန်းစုကြည်နဲ့ NLD ပါတီဒီတော့ခမရတို့ကကိုပြတနာကိုလဲကိုသေးသေးချာချာသိဖို့လိုတယ်နိုင်ငံတကာက NLD နဲ့နော်စစ်တပ်ကိုပဲအတိအတိမှပြုနေတာမဟုတ်ဘူးတခြားတိုင်းရင်းသားတွေရှိသေးတယ်ဗမာပြည်မှာလူမျိုးပေါင်းစုံနေတယ်ဆိုပြီးခမရတို့ပြောနေတာဗမာပြည်မှာအတိရမလားဟုတ် ဘယ်လိုပြောမလဲကွဲပြားခြင်းကအလှတို့အမှုပညာတို့ဆိုပြီးတော့ခမားတို့ပြောနေတာဒီတော့ကိုကမီဒီယာသမားဆိုတဲ့လူကလည်းပြောဖို့လိုတယ်ခမားတို့အခုဒီရွေးကောက်ပွဲကိုကြီးဗမာတွေကကြီးပဲမတရားဘူးပြောနေတာမဟုတ်ဘူးဗမာတွေကကြီးပဲမလိုချင်တာမဟုတ်ဘူးဟာအခုကြည့်လိုက်စမ်းရှမ်းနေလည်းမပါဘူးကချင်နေတဲမှာဆိုလည်းမပါဘူးအမွန်နေတဲမှာဆိုလည်းမပါဘူးချင်းနေတဲမှာဆိုလည်းမပါဘူးဒါမျိုးကြတော့ခမားတို့ကတခါမှထုတ်မပြောဘဲနဲ့ ဟာဒီပါတီလုတ်တဲ့ဟာဘာဖြစ်တယ်ခင်ဗျားတို့အနေအနေနဲ့ပြောလို့ရတယ်ရှမ်းနေဘာဖြစ်လို့မပြောရဲလဲသူတို့ကကြောက်နေရတယ်ချင်းနေဘာဖြစ်လို့မပြောရဲလဲသူတို့ကကြောက်နေရတယ်ကချင်နေဘာဖြစ်လို့မပြောရဲလဲသူတို့ကကြောက်နေရတယ်ဒီတော့တိုင်းရင်းသားတွေကအကြောက်တရားနဲ့ဖြစ်နေတဲ့အခါမှာဒီစစ်တပ်ကနော်စစ်တပ်နဲ့ပေါင်းတဲ့လူတွေပြည်မာကြီးရလူတွေပဲဒီရွေးကောက်ပွဲကိုစိတ်ဝင်စားနေတာဒီတော့ဒီဟာကဘလို့မှကိုခင်ဗျားတို့ဟိုအများသူကပြောနေတယ်ဖက်ဒရယ်ဆိုတာလည်းမဖြစ်နိုင်ဘူး လွတ်လပ်တဲ့ရွေးကောက်ပွဲဆိုတာလည်းမဖြစ်နိုင်ဘူးဆိုတာကိုတသက်ပြပြို့အတွက်ဆိုရင်ဒီတိုင်းရင်းသားတွေကိုထုတ်ကိုပြရမယ်အဲ့ဒီခါကျရင်ခမားတို့အနေနဲ့ပြောလို့မရတော့ဘူးခမားတို့ပြောလို့ရှိရင်ဒီလူတွေကလိုအပ်လို့တိုင်းရင်းသားတွေကိုကုတုံးလုပ်တယ်တိုင်းရင်းသားတွေကိုအသုံးချတယ်ဆိုပြီးတိုင်းရင်းသားတွေကလည်းပြောလာမယ်ဒီခါမှာနိုင်ငံရေးလေတာတုံးတက်တဲ့သူတွေသတင်းမီဒီယာတွေကဒါနိုင်ငံတကာကိုပြောပြရမယ်တာဝန်ရှိတယ်ဒါပေမဲ့ဒီသတင်းမီဒီယာတွေနိုင်ငံရေးတုံးတက်တဲ့လူတွေအကုန်လုံးကလည်းဗမာတွေကြီးပဲဖြစ်နေဗမာစကားပြောတွေကြီးပဲဖြစ်နေ မမာတွဲခေါ်ရှိတဲ့လူတွေကြီးပဲဖြစ်နေတယ်။ဒီတော့တိုင်းပြည်ကဘလို့ဖြစ်နေလဲဆိုတော့တကယ်ပြက္ခနာအစစ်ကဘယ်သူမှမသိတော့ဘူး။တကယ်တိုင်းပြည်ရဲ့ပြက္ခနာအစစ်ကိုဘယ်သူမှမသိတော့ဘဲနဲ့အခုကဖြစ်ချင်တာတွေဖြစ်နေတယ်။ခင်ဗျားတို့ဟို NLD လိုလိုဟိုလိုလိုဒီလိုလိုအကုန်လုံးဖြစ်နေတယ်။တကယ်ခံရတဲ့လူတွေဥပမာရှမ်းဒီမိုကရေစီအဖွဲ့ချုပ်ဆိုလို့ရှိလို့ရှိရင်လည်းတကယ်ကိုရွေးကောက်ပွဲဝင်တာပဲလေ။အခုအသေးမှမပြူဘူးဆိုလို့ရှိလို့ရှိရင်ရှမ်းနေရမှာမဖြစ်ဘူး။တရားရှမ်းနေရဘယ်နှခါခံရအောင်ပါလဲ။ 他高呀，锅在越高不那个，他高呀，锅在越高不压那个，啊对嘛嘛比无所谓咯。他三手肌肉，五身温柔啊，老的。看别着阿里吃嘛？五块头五哦，啊对嘛和不表么嘞？香的有哦不？可明着香的也是包他哦没了。他高呀，锅在越高不那个，压那个阿对嘛？今朝的话嘛，比着哦。可明着香的呀哦，把六表都包他洗的来。可明着没了，没买吧不？可明着漏进啦，可明着漏的了。可明着漏进了，可明着漏的了。 啊、uh，过来，第一个我原来跟啥的，皮皮鞋是路线。他那都不走，没走了，不走嘛嘛没。我看到他那都老钱那口小路没了。你知道别的哪里？是么这个？单皮鞋比较快嘛，交窄；不妈比鞋比较快嘛，交窄。单人那穿老钱就也老钱的，他那都不啥个标配了。你看那个人家了，他那都老钱那老窄我单人那里家加来看嘛，加来看，看见了看，喏。 မခံကျင်လဲခံခံကျင်လဲခံခမရတို့ဒီလိုလုပ်နေတဲ့အပေါက်တွေနဲ့ခမရတို့ဒီနိုင်ငံကြီးကဘလို့ပြေလဲလာဖို့ရှိမလဲခမရတို့လုပ်ချင်တာလုပ်နေတဲ့ဟာတွေအကုန်လုံးနဲ့ဒီနိုင်ငံကြီးကဘလို့ပြောဖြစ်မလဲအခုဆိုလို့ရှိရင်ပြဿနာပေါင်းမီဒီယာတွေပုတ်ပစ်လင်းလင်းပြောရင်တော်ကြကြားဖြတ်ဆိုကြားဖြတ်တော်ကြအမေရိကန်ကနေပြီးတော့အခုတမ်ပိုရတီတွေပိတ်လိုက်တယ်ပြောလို့ရှိရင်လည်းအဲ့ဒီကိစ္စတကယ်တကယ်တမ်းကျတော့ခမရတို့ပြောနေတဲ့ဟာတွေကမမျှမတတွေကတော်တော်ဖြစ်နေတယ် ်ခင်ဗျားတို့တွေပုပ္ပလီလင်းပြောရင် မီဒီယာသမားတွေရောနိုင်ငံရေးသုံးသပ်သူတွေရောဘာတွေရောအကုန်လုံးကပြည်သူလူထုနဲ့ရန်တိုက်ပေးသလိုပါဖြစ်နေပြည်သူလူထုနဲ့ဒီနိုင်ငံရေးချမ်းမှရှိနေတဲ့လူတွေနဲ့ဘလို့ရန်တိုက်ပေးသလိုဖြစ်နေလဲဆိုတော့နိုင်ငံရေးချမ်းရနေပြီးတော့အခုပြန်လာရမယ်ဆိုတဲ့လူတွေလည်းသူ့ပြဿနာနဲ့သူ့ဟာသူအကြီးရှိတယ်နိုင်ငံရေးချမ်းကနေပြီးတော့အခုခင်ဗျားတို့ပြောနေတဲ့၄တောင်ပဲဖြစ်ဖြစ်၄တောင်ပဲဖြစ်ဖြစ်၄ရောက်ပဲဖြစ်ဖြစ် အမေရိကကပဲပြန်ပြန်ဥရောပကပဲပြန်ပြန်ထိုင်းကပဲပြန်ပြန်ခင်ဗျားတို့ကအခုဖြစ်နေတာဟာအမေရိကအမေရိကအမေရိကဆိုပြီးခင်ဗျားပြောနေအမေရိကလူတွေပြန်လာလို့ရှိရင်သိချင်းဆုံးနဲ့သိမှာပေါ့စစ်တပ်ကဖမ်းမှာပေါ့ရိုက်မှာပေါ့ခင်ဗျားတို့ထိုင်းနိုင်ငံမှာနော်ထိုင်းနိုင်ငံမှာခိုးဝင်အလုတ်လုတ်ပြီးတော့ပြန်လဲပြန်အောင်စစ်သားဖြစ်သွားတဲ့နော်စစ်တပ်ကနေပြီးတော့တခါတည်းတန်းခေါ်သွားတဲ့လူတွေကြတော့ခင်ဗျားတို့ဘလောက်စိုးရိမ်လဲ အမေရိကန်ကိုရောက်တဲ့လူတွေကြတော့ခင်ဗျားတို့စိုးရိမ်တယ်ကျွန်တော်ပြောတာနော်အမေရိကန်မှာရှိနေတဲ့လူတွေဗမာပြည်ပြန်လာလို့ရှိလို့ရှိရင်စစ်တပ်ကနှီးမျိုးစုံနဲ့သူနှိပ်ကုန်မယ်နော်တကယ်တကယ်တမ်းကြတော့အမေရိကန်မှာအခုဖြစ်ပြီခင်ဗျားတို့အမေရိကန်မှာအခုဒီ၄00ပဲဖြစ်ဖြစ်9000ပဲဖြစ်ဖြစ်လူခွင့်ရေးအဖွဲ့အစည်းတွေရှိတယ်ကုလသမဂ္ဂညညာစာတမ်းကင်ပြီးလို့ရှိရင်ခင်ဗျားတို့ပြောနေတာပဲလူခွင့်ရေး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 ခင်ဗျားတို့အဲ့ဒီလူခွင့်ရေးသမားတွေ ကုလသမဂ္ဂညညာစာတန်းကြီးတို့အမေရိကန်ရဲ့ညညာစာတန်းကြီးတို့ကင်ပြီးတော့ခမရတို့ထရမ့်မျက်နှာကိုဖျက်ရိုက်လိုက်ပါလားကျွန်တော်ပြောနေတာခမရတို့လူခွေရဲသမားတွေကလူခွေရဲမျက်နှာဖုံးစွပ်ပြီးတော့ဥပဒေအထက်မှာနေကျင်တဲ့ကိစ္စတွေလူခွေရဲမျက်နှာဖုံးစွပ်ပြီးတော့လူခွေရဲမျက်နှာဖုံးစွပ်ပြီးတော့ဥပဒေအထက်မှာနေကျင်တဲ့ကိစ္စတွေဒီဟာတွေကတဖြည်းဖြည်းနဲ့ပေါ်လာပြီခမရတို့ကအခုအမေရိကန်မှာရှိနေတဲ့လူတွေကြတော့ခမရတို့စိုးရိမ် ထိုင်းနိုင်ငံကနေပြီးတော့တော်ကြကြလို့ရှိရင်ရနောင်းကိုသွန်လိုက်တယ်။အဲ့ဒီကနေပြီးတော့လူငယ်တွေအကုန်လုံးကစစ်သားတွေဖြစ်နော်စစ်သားမဖြစ်ရင်လည်းအဲ့ဒီကလူငယ်တွေအကုန်လုံးကိုသိရမလားမိဘတွေကနေပြီးတော့3000နဲ့ရွေးမယ်အသိန်း1000နဲ့ရွေးမယ်ဆိုပြီးရွေးပြီးတော့ခေါ်ရတာမရှိမဲ့ရှိမဲ့တဲ့ကအမေရိကကဒုက္ခရောက်တော့လဲကျွန်တော်စမ်းနာတယ်အမေရိကကနေပြန်ဖို့ခံရမယ့်လူတို့အမေရိကကနေပြန်ရမှာတို့သူတို့မှာခလေးတွေရှိတယ်လို့ပဲထိုင်းနိုင်ငံမှာနော်အလုလာလုပြီးတော့ ထိုင်းနိုင်ငံမှာအလုလာလုပြီးတော့เนาะတရားမဝင်လို့ဆိုပြီးပြန်ပို့ပြီးတော့စစ်သားဖြစ်သွားပြီးတော့ကျွန်တော်တို့တော်လိုင်းရင်းနဲ့တိုက်ပွဲတွေဖြစ်ပြီးသေတဲ့လူတွေမှာကြတော့မိသားစုတွေမရှိတော့ဘူးလားနောက်တစ်ချက်ကခင်ဗျားတို့အခုအမေရိကန်ကိစ္စကိုပြောရင်အမေရိကန်မှာ CRPH ရှိတယ်လေဗျာအမေရိကန်မှာလူခွင့်ရေးသမားတွေရှိတယ်လေဗျာဒီလူတွေကကယ်တင်လို့မရတော့ဘူးလားခင်ဗျားတို့ကထရန်အမိတ်ကိုပဲပြောတယ်ဆိုလို့ရှိလို့ရှိရင်ဒီ CRPH ကဥအောင်ကြီးညွန့်လို့ရနေပြီးတော့အမေရိကန်လွှတ်တော်နဲ့တွေ့မယ်နော်ဒါမျိုးတွေခင်ဗျားတို့လုံလို့မရတော့ဘူးလားကျွန်တော်လူတွေဒုက္ခရောက်နေတာလူတွေဒုက္ခရောက်နေတာလူတွေစိတ်ညစ်နေတာကိုကြည်ကျင်လို့ပြောတာမဟုတ်ဘူးအဖြစ်အပျက်အမှန်ကိုပြောပြနေတာခင်ဗျားတို့ကအခုကနိုင်ငံရေးလုပ်တယ်ပြောပြီးတော့တနိုင်ငံလုံးအရေးလည်းကြည်တာမဟုတ်ဘူးခင်ဗျားတို့အရေးပဲခင်ဗျားတို့ကြည်နေ ခင်ဗျားတို့နိုင်ငံရေးပြောရင်နိုင်ငံရေးမှာအကုန်ကြည့်ရတယ်ခင်ဗျားတို့လူအခွင့်ရေးပြောပြီးရင်လည်းခင်ဗျားတို့နဲ့ခင်နဲ့မင်းနဲ့လူတွေရဲ့အခွင့်ရေးပဲခင်ဗျားတို့ပြောနေတာတနိုင်ငံလုံးရဲ့အခွင့်ရေးလည်းခင်ဗျားတို့ပြောနေတာမဟုတ်ဘူးမလေးရှားမှာအဖမ်းခံရတဲ့ဗမာပြည်သူပြည်သားတွေအရေးလည်းခင်ဗျားတို့ပြောနေတာမဟုတ်ဘူးထိုင်းနိုင်ငံမှာအဖမ်းခံရတဲ့ပြည်သူပြည်သားတွေရဲ့အရေးလည်းခင်ဗျားတို့ပြောနေတာမဟုတ်ဘူး ခမားတို့နဲ့ခင်တဲ့လူတွေဒုက္ခရောက်မဲ့အရေးအတွက်ပဲခမားတို့ကလူခွေရေးနာမည်တက်နေတာလူခွေရေးကိုအတုံးချနေတာလူခွေရေးမကောင်းဘူးလို့ကျွန်တော်ပြောနေတာမဟုတ်ဘူးခမားတို့ကလူခွေရေးကိုအတုံးချနေတာဒီတော့တခါတခါကြားလို့ရှိရင်ပြောရဆိုရတဲ့ကိစ္စမှာခမားတို့ပြောနေတဲ့နိုင်ငံရေးဆိုတဲ့ကိစ္စကိုကျွန်တော်ကျွန်တော်တယောက်တည်းအနေနဲ့ကျွန်တော်ပြောတာနော်ကျွန်တော်နားဟုတ်မလဲဘူး ခမားတို့ပြောနေတဲ့လူခွင့်ရေးတို့ခမားတို့ပြောနေတဲ့နိုင်ငံရေးတို့ဆိုတာကိုကျွန်တော်တဖြည်းဖြည်းနဲ့ဟိုပို့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 ပြီးတော့ဝေးဝေးသွားတယ်ခမားတို့ပြောနေတဲ့နိုင်ငံရေးတွေကရွေးကောက်ပွဲကိစ္စကိုပြောပြီးဟဲ့ဆိုလို့ရှိရင်ဒေါအောင်ဆန်းစုကြည်မလွတ်ဘူးဆိုတဲ့ကိစ္စနဲ့စပြောတယ်ဒေါအောင်ဆန်းစုကြည်ကိုလွတ်ပေးဆိုတဲ့ကိစ္စနဲ့စပြောတယ်ဒေါအောင်ဆန်းစုကြည်မပါဘဲနဲ့ရှမ်းနေဘာဖြစ်လို့ရွေးကောက်ပွဲမဝင်လဲ အနေရီကိုဖျက်သိမ်းသလိုပဲရှမ်းမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်းဖျက်သိမ်းနေဆိုတဲ့ကိစ္စကိုခမားတို့ဗစတ်ထရေကဘာဖြစ်လို့မပြောတာလဲရှမ်းနေရလူမဟုတ်တော့လို့လားခမားတို့လူကုရေသမားလို့ပြောတဲ့ရှမ်းနေလူကုရေသမားတွေကိုပါမေးကျင်တာခမားတို့လူကုရေသမားတွေကရှမ်းနေကိုလူလို့မသတ်မှတ်ဘူးလားလူကုရေလို့ပြောတဲ့သူတွေနိုင်ငံရေးလေးလာသုံးသက်တဲ့သူတွေသတင်းသမားတွေကိုကျွန်တော်မေးတာရှမ်းနေကလူမဟုတ်ဘူးလားရှမ်းနေကဒီမိုကရေစီဆိုတာကိုမသိဘူးလား ရှမ်းနေရရွေးကောက်ပွဲဆိုတာကိုမသိဘူးလားချင်းနေရလူမဟုတ်ဘူးလားချင်းနေရဒီမိုကရေစီကိုမသိဘူးလားဒီမိုကရေစီကိုဗမာတွေပဲသိနေလားဒီမိုကရေစီကိုဒေါအောင်ဆန်းစုကြည်ပဲသိနေလားဒီမိုကရေစီကိုအန်ယူကြည်ပဲသိနေလားကြံတဲ့တိုင်းရင်းသားတွေကရင်နေချင်းနေမွန်နေရှမ်းနေရခိုင်တွေကဒီမိုကရေစီမသိတော့ဘူးလားခင်ဗျားတို့လူခွေရဲ့လို့ပြောတဲ့လူတွေကရှမ်းနေကချင်းနေရခိုင်နေเนาะကြံတဲ့လူတွေကိုလူတော့မသတ်မှဘူးလားခင်ဗျားတို့လူခွေရဲ့သမားတွေ လူတို့သတ်မှတ်ထားတာက UNG အဖွဲ့ဝင်တွေရဲ့ရိုဟင်ဂျာတွေရဲ့ပဲလူလားဒီလူတွေကိုအခွင့်အရေးရလို့မနာလို့လို့ပြောတာမဟုတ်ဘူးနော်သူတို့ဒုက္ခရောက်မှလည်းမစိုးရိမ်ဘူးသူတို့ကသူတို့ထိုက်တဲ့နဲ့အခွင့်အရေးရသလောက်ကိုသူတို့ကသူတို့ယူအဲ့ဒါလေကျွန်တော်အပြစ်ပြောနေတာမဟုတ်ဘူးသို့တော့ခမားတို့လူအခွင့်အရေးလို့ပြောတဲ့သူတွေကရှမ်းနေကရင်နေအညာသားတွေကြတော့လူတို့မသတ်မှတ်ဘူးလားနောက်တစ်ချက်ကခမားတို့အခုအမေရိကန်မှာရောက်နေတဲ့ CRPH တို့နော်ကြံတဲ့အဖွဲ့အစည်းတွေကဒီ အမေရိကန်အစိုးရအဖွဲ့တွေနဲ့ညှိနှိုင်းပြီးတော့ပြောလို့မရဘူးလားခမရတို့တွေညှိနှိုင်းပြီးတော့ပြောတာမရှိလို့နော်ဒီအမေရိကန်မှာရှိနေတဲ့ဆီယမာကြီးဒေါ်မီမီဝင်းဘတ်တို့ဘလူတို့ပေါ့နော်နိုင်ငံရေးသုတေသနကြီးတွေပေါ့ဒေါ်မီမီဝင်းဘတ်တို့ဆိုပြောနေတာပဲလေနီးမျိုးစုံနဲ့ဟိုမှာဒေါက်တာဆာဆာတို့ဆိုလို့ရှိရင်လည်းအင်္ဂလန်ဟိုဘရင်ကြီးကိုဆဲပါကုပေးနေတာဒီလူတွေကနေပြီးတော့ပြောမထားဘူးလားဗမာပြည်ရဲ့အခြေအနေတွေနောက်တစ်ချက်ကပြောစရာ ရှိတာရှိသေးတယ် ပြောစရာရှိတာဗာလဲဆိုတော့အခုခေတ်အခုခါကိုရိုနာလည်းမဖြစ်တော့ပါဘူးနော်ကိုရိုနာလည်းမဖြစ်တော့ဘူးလူတွေလည်းလွတ်လွတ်လပ်လပ်ခရီးသွားလို့ရနေတယ်ကျွန်တော်တို့ရဲ့ဟိုပြည်တော်စုဝန်ကြီးချုပ်မန်ဝေးခိုင်တန်းတို့သမရာဤဒူဝါလက်ရှိလာတို့ဘာဖြစ်လို့ထိုင်းနိုင်ငံမလာတာလဲဘာဖြစ်လို့အရှိတောင်အရှမရှိနေတဲ့ခေါင်းဆောင်တွေနဲ့မတွေ့တာလဲဘာဖြစ်လို့အမေရိကန်မသွားတာလဲဘာဖြစ်လို့လန်ဒန်မလာတာလဲမိကုန်းတွေကအဲ့လိုမျိုးကြာလို့ရှိရင်တတိယတောက်တွေလည်းမမေးတတ်တော့ အန်ယူဂျီပြန်ကြားရရလည်းမဖြစ်ရှင်းဘူးဟုတ်တယ်ခင်ဗျားတို့တစ်ချိန်လုံးကပြောတယ်မလားခင်ဗျားတို့ပြောထားတဲ့စကားရှိတယ်လေကိုရိုနာတွေဖြစ်လို့ဇွန်းနေနဲ့လုံနေရတယ်နော်ခရင်းနေနဲ့လုံနေရတယ်ပေါ့ဒီပညာတွေသုံးနေရတယ်ပေါ့ခင်ဗျားအန်ယူဂျီလက်ထက်မှာပဲဟုတ် NCG UB လက်ထက်ပဲဖြစ်ဖြစ်ကြံတဲ့လက်ထက်ပဲဖြစ်ဖြစ်ခေါင်းဆောင်တွေကတခြားနိုင်ငံသွားပြီးတော့တွေ့ရတယ်ခင်ဗျားတို့ကအခုပြောနေတာ NCG U ဟို NUG နိုင်ငံသားရေးဝင်ကြီးဟိုသွားတယ်ဒီသွားတယ်ပဲပြောနေတာ NUG မှာကျွန်တော်အမြင်ကိုပြောတာ 今朝上你们，安有吉又不背哩哩表演，安有吉嘛，亚洲吉在屋头了，咱们来一组玩了，试一下戏。南公一看一点戏，阿哥，给，把外边表，好的片子嘛，好的片子，咱们来一组玩了，试两的比较，加片欧不？今朝都唱一首样不多比较老板们表演了，表，可能都表露了没有？上来，啥嘞了，妈妈臭难哟！伢你要把别的的事说，安有吉嘛。 နော်အန်ယူဂျီမှာဒူဝါလက်ရှိလာပဲဖြစ်ဖြစ်မန်းဝင်းခိုင်လာမယ်ဖြစ်ဖြစ်အယုတ်တွေကြီးပဲအန်ရီယာဥထစ်ကျော်ကိုလည်းအယုတ်သမရာခန့်ပြီးသွားပြီအန်ရီယာဦးဝင်းမြစ်ကိုလည်းအယုတ်သမရာခန့်ပြီးသွားပြီအန်ရီတို့အန်ယူဂျီတို့ဖြစ်နေတဲ့ပြဿနာခမရတို့ကတိုင်းရင်းသားတွေကိုအတုံးချတယ်ဆိုတဲ့ကိစ္စမန်းဝင်းခိုင်တန်းကတော့ပြောမှာပေါ့ तू ကပြည်တော်စုဝင်ကြီးဖြစ်နေပြီဟုတ်ငါတို့ကရင်တွေကိုအတုံးချတာမဟုတ်ဘူး ငါ့ကိုခန့်ထားတာကြည့်ဆိုပြီး तू ကပြည်တော်စုဝင်ကြီးဖြစ်တဲ့ခါကျတော့မန်းဝင်းခိုင်တန်းပြောမှာပေါ့ဒါပေမဲ့ကျွန်တော်တို့ကရင်နေအမြင်နဲ့ကြားလို့ရှိရင်မန်းဝင်းခိုင်တန်းဆိုတဲ့ကောင်ကဘာမှလည်းမဟုတ်ဘူးမန်းဝင်းခိုင်တန်းကိုကရင်နေရနေပြီးတော့ထောက်ခံပြီးတော့မင်းတို့ပြည်တော်စုဝင်ကြီးဆိုပြီးတော့လည်းပေးထားတာမဟုတ်ဘူးမင်းတို့ UNG အကောင်တွေကမန်းဝင်းခိုင်တန်းဆိုတာစောက်ယူကြီးဖြစ်ပါတယ်ဒါကြောင့်မလို့ကရင်သွေးပါတဲ့အတွက်ခန့်ပါတယ်ဆိုပြီးခန့်ထားတာအဲ့ဒီကိစ္စကမင်းတို့ UNG မှမဟုတ်ဘူး NLD မှမဟုတ်ဘူး ။ဘိုးကျောင်းအောင်ဇန်းခင်မှာလည်းဒီတိုင်းပဲ။မန်ဘာခိုင်ရထမင်းကျွေးဘူးလို့သိတယ်မလား။ဝင်ကြီးပေးထားတာ။တရင်အာဇာနီနေ့မှာမန်ဘာခိုင်ဆိုတဲ့ကောင်မပါဘူး။အခုမင်းတို့ပြောနေတဲ့ဒူဝါလက်ရှိလား။ကချင်နေရနေပြီးတော့ငါတို့ကချင်နေအကုန်လုံးကထောက်ခံလို့ဆိုပြီးတော့မင်းတို့ UNG ကိုပေးထားတာမဟုတ်ဘူး။ဒူဝါလက်ရှိလားဆိုတဲ့လက်ရှိဦးလက်ရှိလားဆိုတဲ့ရှင်းနေရ မင်းတို့ NLD ကိုကြိုက်ပြီးတော့ NLD ခိုင်းတာအကုန်လုံးမယ်နော် NLD ကနေပြီးတော့ဘယ်လိုပြောမလဲပေးတာကျွေးတာစားမယ်ဆိုပြီးတော့မင်းတို့ကမင်းတို့အဲ့မှာခန့်ထားတာဒါပေမဲ့ဒူဝါလက်ရှိလာကိုကိုတိုင်သွားမမေးနဲ့ဒူဝါလက်ရှိလာကပြောမှာ तू ကသမရဖြစ်နေတဲ့အခါကျတော့ငါတို့မင်းတို့ NUG တို့ NLD တို့ကငါတို့ကချင်းတွေကိုတကယ်ချစ်တာပါကချင်တွေကိုတကယ်လို့မြောက်မြေတောင်မြောက်ပေးมาပါဆိုပြီးတော့ပြောနေတာဒါပေမဲ့ကချင်တွေအမြင်မှာကျတော့ဒူဝါလက်ရှိလာဆိုတာကိုမသိတဲ့ကချင်တွေတော့အများကြီး လူကလည်းလရှိလားဆိုတဲ့လူကဘာမှန်းဆိုတာမသိတာတော့အများကြီးဒီတော့မင်းတို့တွေအကုန်လုံးကတိုင်းရင်းသားတွေအပေါ်မှာအသုံးချဖို့ဒါကြောင့်မလို့မင်းတို့မွတ်စလင်နေနဲ့ဆိုလဲဗမာမွတ်စလင်နေနဲ့ဆိုလဲမင်းတို့ပြဿနာတက်တာပေါ့စီသူမကိုခေါ်ပြီးတော့မင်းတို့မွတ်စလင်နာမည်ခံခိုင်းပြီးတော့လှုပ်စားတယ်ဆိုပြီးတော့မွတ်စလင်တွေလည်းပြောတာပေါ့အဲ့တော့မင်းတို့ဗမာပါတီတွေမင်းတို့စစ်တပ်ကောင်တွေအကုန်လုံးနဲ့ပြဿနာအဲ့ဒီမှာတက်တော့တာပေါ့ ား NLD လဲတိုင်းရင်းသားတွေကိုအတုံးချတာပဲ NLD လဲတိုင်းရင်းသားတွေနဲ့လှုပ်ရှားတာပဲစစ်တပ်လဲတိုင်းရင်းသားတွေကိုအတုံးချတာပဲစစ်တပ်လဲတိုင်းရင်းသားတွေကိုလှုပ်ရှားတာပဲဆိုတဲ့အခါမင်းတို့ဒီနှစ်ဖွဲ့စလုံးကဘယ်နေရာမှာသွားတုံးလို့ရတော့မလဲမင်းတို့တွေလှုပ်နေတာကိုနားလေတယ်ဘာနားလေတယ်ဆိုတော့နိုင်ငံတကာမှာရှမ်းမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရွေးကောက်ပွဲမဝင်ဘူးလို့ပြောလိုက်ရင်နိုင်ငံတကာမီဒီယာတွေနိုင်ငံတကာကအစိုးရတွေကရှမ်းနေနဲ့ဆက်သွယ်တော့မယ် မင်းတို့ခမားတို့ရှမ်းနေဘာဖြစ်လို့ဒီရွေးကောက်ပွဲကိုမဝင်လဲမင်းတို့ရှမ်းနေရဲ့ခန်းစားချက်ကဘလို့လဲအဲ့ဒီလိုမဲပြီးဟေ့ဆိုတာနဲ့မင်းတို့ UNG ရဲ့အခမ်းကဏ္ဍမှာမင်းတို့အနေနဲ့အများဆုံးဆိုလို့မင်းတို့ယော့လာတော့ဒီအတိုင်းပဲဗမာမီဒီယာတွေကလည်းအနေနဲ့အများဆုံးဆိုလို့မင်းတို့လိုက်နေတဲ့ရှမ်းနေရပြောပြီးဟေ့ဆိုလို့ရှိရင်လူတူကရှမ်းနေဘာပြောလဲနားထောင်ပြီးမင်းတို့ရနေတဲ့ပတ်စံတွေ online ကရနေတဲ့ပတ်စံတွေ YouTube ကရနေတဲ့ပတ်စံတွေမင်းတို့ပေးနေတဲ့ပတ်စံတွေကအနေနဲ့အများဆုံးဆိုလို့ယော့တော့ ဒီတော့မင်းတို့ဗမာမီဒီယာတွေရောဗမာနိုင်ငံရဲသမားတွေရောဗမာနိုင်ငံရဲတုံးသက်တဲ့လူတွေရောအကုန်လုံးကကိုယ်အကျိုးစီးပွားကိုကြည့်ပြီးတော့မင်းတို့တိုင်းရင်းသားတွေကိုညီမျိုးစုံနဲ့လှုပ်ရှားနေတာမင်းတို့တိုင်းရင်းသားတွေအပေါ်မှာညီမျိုးစုံနဲ့ခေါင်းပုံဖြတ်နေတာမင်းတို့တိုင်းရင်းသားတွေကိုညီမျိုးစုံနဲ့ချိုးနှိမ်နေတာဒီတော့မင်းတို့ UNGO ရိုဟင်ဂျာတွေယုံလားမေးကြည့် UNGO ရိုဟင်ဂျာတွေလည်းမယုံဘူး အန်ယူဂျီကိုမွတ်စလင်တွေယုံလားမယ်ကြီးအန်ယူဂျီကိုမွတ်စလင်တွေလည်းမယုံအန်ယူဂျီကိုရခိုင်တွေယုံလားမယ်ကြီးအန်ယူဂျီကိုရခိုင်တွေလည်းမယုံဒါပေမဲ့ဖြစ်ချင်တော့အန်ယူဂျီမှာရခိုင်တယောက်ရှိအန်ယူဂျီမှာမွတ်စလင်တယောက်ရှိအန်ယူဂျီမှာရိုဟင်ဂျာတယောက်ရှိတယ်အန်ယူဂျီမှာကချင်တယောက်ရှိတယ်အန်ယူဂျီမှာကရင်တယောက်ရှိတဲ့အခါကျတော့မင်းတို့ကအဲ့ဒီကိုယ်အแทမှာရှိနေတဲ့တုံညာတသမတုံညာတုံညာတိရခိုင်နှုံလောက်ကိုယူပြီးတော့မင်းတို့ကလူတွေအကုန်လုံးကိုကိုစားပြုတယ်ဆိုပြီးမင်းတို့အန်ယူဂျီကလှုပ်စားတယ်စစ်တပ်ကလှုပ်စားတယ် ဗမာနိုင်ငံရဲ့အမားတွေကလှုပ်ရှားတယ်ဗမာမီဒီယာတွေကလှုပ်ရှားတယ်ဗမာနိုင်ငံကိုဘယ်လိုပြောမလဲဟုတ်လူခွေရဲ့အမားတွေကလှုပ်ရှားတယ်ဒီတော့ဗမာပြည်ရဲ့နိုင်ငံကြီးကပုတ်ပွေလေးလေးပြောလို့ရှိရင်လူလေတွေလှုပ်ချင်တဲ့များလှုပ်နေတဲ့ဟာတွေအကုန်လုံးကိုခန်းနေရတဲ့အခြေအနေဖြစ်နေတယ်အဲ့တော့မင်းတို့တွေကပြောတယ်ဘောလကန်နိုင်ဇေးရှင်းတို့ပါလို့ဆိုဗီယက်ရုရှားကြီး ီးတော့ဆိုဗီယက်ယူနီယံကြီးပြိုကွဲသွားတော့ပေါ့နိုင်ငံတွေကအမီးမျိုးစုံနဲ့ဖြစ်သွားတယ်မင်းတို့ပြောအခုပြောဆိုဗီယက်ယူနီယံကနေပြိုကွဲသွားတဲ့နိုင်ငံတွေရှိတယ်နော်ပြိုကွဲသွားလို့ဘောလ်တစ်နိုင်ငံတွေဆိုတာပေါ်လာတာရှိတယ်ဘယ်နိုင်ငံဗမာပြည်လိုဘဝပြတ်သွားတဲ့နိုင်ငံဗမာပြည်လိုဒုက္ခရောက်နေတဲ့နိုင်ငံအဲ့ဒီဆိုဗီယက်ရုရှားကနေပြီးတော့နော်ဆိုဗီယက်ယူနီယံကနေပြီးတော့ခွဲထွက်သွားတဲ့နိုင်ငံတွေထဲမှာဘယ်နိုင်ငံကဗမာပြည်လိုဒုက္ခရောက်နေတဲ့နိုင်ငံရှိလဲ 五五零零表演，不 oo,、就是、嘛,的,嘛不 EN, 的，高农也生车嘛，那照不骂比例的，比例比例做些。去，工分比，工分每人家撇多少比？一看眼看出门，个亲来看出门，先来看出门，喏，个人来看出门，啊，工农看出来了些，那照不骂的呀，工分每人家来嘛撇多少比？工分每人家来嘛撇多少落那按啊，喏，人家到月球上不，跑，要倒霉，你到看明路，生车，个比例撇例。 နော်အပြင်မှာပဲတည်တည်ဖြစ်စေစိတ်ထဲမှာပဲဖြစ်စေခမားတို့ရဲ့မတည်စိတ်တွေခမားတို့ရဲ့အတွင်းစိတ်တွေခမားတို့ရဲ့အခြေအနေတွေအကုန်လုံးကငါတို့ကဗမာမြေပုံထဲမှာရှိနေတဲ့နော်လူပေါင်းစုံကိုဒီနေဆက်မှာရှိနေတဲ့လူပေါင်းစုံကိုငါတို့ကအနိုင်ကျင့်ရမယ်ငါတို့ကခိုးရမယ်ဟွက်ရမယ်ဒီလိုမျိုးစိတ်ဓာတ်ကဒီမွေးကလေးကခမားတို့ကတည်မမှန်တဲ့စိတ်ဓာတ်မျိုးတွေဖြစ်နေပြီခမားတို့ဘာသာစကားအရနော်ခမားတို့ဘာသာစကားအရဒီတိုင်းပြည်ကြီးမှာ ခမရတို့ဗမာဘာသာစကားနဲ့ဘယ်လိုပြောမလဲခမရတို့အနိုင်ကျင့်တာလူပြောရေးရအနိုင်ကျင့်တာတဲ့လူဦးရေများတယ်ဆိုပြီးတော့လက်နဲ့အရအနိုင်ကျင့်တာတယ်ဒီတော့ခမရတို့အခုနိုင်ငံရေးလှုပ်ချင်တယ်ဆိုတဲ့သူတွေကအဲ့ဒီအတွေးခေါ်ဘယ်လောက်ဖြောက်နိုင်လဲမီဒီယာသမားတွေကဘယ်လောက်ဖြောက်နိုင်တယ်လဲမီဒီယာသမားတွေပါဘယ်လောက်ဖြောက်နိုင်လဲလူခွေရေလို့ပြောတဲ့ကောင်တွေကအကုန်လုံးကိုလူလို့သတ်မှတ်လားလူခွေရေလို့ပြောနေတဲ့လူတွေကစစ်တပ်ကကျူးလွန်တဲ့ရာဇဝတ်မှု ်နေဒီကကျူးလွန်တဲ့ရာဇဝတ်မှုအန်ယူဂျီကကျူးလွန်တဲ့ရာဇဝတ်မှုတွေကိုဖော်ထုတ်နိုင်သလားနောက်ဆုံးကိုကိုပြောရင်အခုအမေရိကမှာဖြစ်နေတဲ့ပြဿနာအဲ့ဒီပြဿနာပုပ်ပုပ်လေးလေးပြောရင်အန်ယူဂျီမှာလူခွေရေးဝင်ကြီးဌာနဆိုပြီးတော့ရှိတယ်ခင်ဗျားတို့အခုအမေရိကမှာရှိနေတဲ့လူတွေဘာမှခင်ဗျားတို့ထရန့်ထုတ်တဲ့စာတွေဘာတွေလဲခင်ဗျားတို့ခေါင်းထဲမှာတောင်ထည့်ထားကြမလို့ဘူးတကပါလုံးမှမရှိတဲ့ထပ်ပြောဦးမယ်နော် တကဘာလုံးမှမရှိတဲ့ကဘာရဲ့နိုင်ငံတွေတိုင်းမှမရှိတဲ့အစိုးရမျိုးလူ့ခွင့်ရေးဝန်ကြီးဌာနဆိုတာ NUG အစိုးရမှရှိတယ်ခမားတို့ကိုအခုဖြစ်ပြီးတဲ့ဆိုရင်တကယ်ဖြည့်ရှင်းပေးမှ NUG ရဲ့လူ့ခွင့်ရေးဝန်ကြီးဌာနကအစိုးရဝန်ကြီးဖြစ်တဲ့ဦးအောင်မျိုးမင်းတို့ကိုအောင်ကျော်မိုးတို့ဒီလူတွေကနေရှင်းပေးလိုက်လို့ရှိရင်ခမားတို့ပိန့်ကြရွက်ပေါ်မှာရေမတင်သလိုပဲခမားတို့လေးတောင်ဘာမှစိုးရိမ်စရာမလိုဘူးဒီတော့တခါတခါကြားလို့ရှိရင်မီဒီယာသမားတွေကိုမေးကျင်တယ် ခမားတို့ဒီမေ့ကုန်တာလားမေ့ကျင်အောင်ဆောင်းတာလားမီဒီယာသမားတွေကိုတကယ်မေ့ကျင်တာခမားတို့မေ့ကျင်အောင်ဆောင်းတာလားမေ့နေတာလားတကယ်ပါလုံးမှာဖင်လန်နိုင်ငံမှာလူခွေရေးဝန်ကြီးဌာနမရှိဘူးထိုင်းနိုင်ငံမှာလူခွေရေးဝန်ကြီးဌာနမရှိဘူးခမားတို့ပြောနေတဲ့အမေရိကန်မှာလူခွေရေးဝန်ကြီးဌာနမရှိဘူး NUG မှာလူခွေရေးဝန်ကြီးဆိုပြီးတော့ဦးအောင်မျိုးမင်းကိုတတ်တတ်ခန့်ထားတယ်ဦးအောင်ကျော်မိုးကဒုတိယဝန်ကြီး ။အော်အခုထွက်သွားတဲ့ဆိုတော့ဟိုကရားကဘုဇုတ်ဗဟန်းထံတတိယဝန်ကြီးဒီလိုမျိုးတွေနဲ့ထားတာ။ဘာဖြစ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနကအမေရိကန်လိုနိုင်ငံမျိုးမှာဘာဖြစ်လို့ဝင်ပြီးတော့တောင်းပန်စာပဲဖြစ်ဖြစ်ညီမျိုးစုံနဲ့ပေါ့သူတို့ဥပဒေတွေနဲ့ဘာလို့မပြောတာလဲ။နောက်တစ်ချက်ခင်ဗျားတို့အမေရိကန်မှာပြဿနာတက်နေပြီ။ကျွန်တော်တို့ legal aid เนาะဒီရှင်းနေကြီးဥအောင်ထူးကိုဘာဖြစ်လို့အခုကြီးမတောင်းတာလဲ။လူ့အခွင့်အရေးနော်လူ့အခွင့်အရေးရှင်းနေကြီးဥအောင်ထူး လီဂယ်အေးဒီဟိုးသားဥပဒေအကြောင်းအရာတွေအကူအညီပေးမဲ့လူတွေခင်ဗျားတို့အကူအညီတောင်းလို့ရတာဘာလို့မတောင်းတာလဲနောက်လူခွေရေးဝင်ကြီးတာဟိုလူခွေရေးအဖွဲ့တွေဖြစ်တဲ့ဒေါ်ခင်အောင်မာတို့အဖွဲ့တွေဒါမျိုးတွေနဲ့ပြောလိုက်ရင်ခင်ဗျားထရက်ကိုကိုစီးတဲ့ဖက်နဲ့တောင်ပါထရိုက်လို့ရတယ်ဟာမျိုးတွေဘာတွေဖြစ်နေတာလဲအဲ့တော့တစ်ခါတစ်ခါကြရင်ရွက်တာလည်းမဟုတ်ဘူးစောင်းတာလည်းမဟုတ်ဘူးကြီးတာလည်းမဟုတ်ဘူးကိုလှုပ်ထားတဲ့ဟာက ကိုဘာလှုပ်ထားလဲ အခုဖြစ်နေတဲ့ဟာတွေကိုငါတို့မလုပ်နိုင်လေအမေရိကမှာ CRPH ရုံးက CRPH ဥက္ကဋ္ဌကြီးရှိနေတယ်။ဘာဖြစ်လို့ဒီ CRP က CRPH ဥက္ကဋ္ဌကြီးကနိုင်ငံရေးကြောင့်ပြေးလာရတဲ့လူတွေကိုအကာအကွယ်မပေးနိုင်တာလေ။အကာအကွယ်ပေးဖို့ဘာဖြစ်လို့မစ조사တာလဲ။ကုလသမဂ္ဂမှာဟိုအမြဲတမ်းနေရာရထားတဲ့တန်မကြီးဥကြုံမိုးထွန်းကဘာဖြစ်လို့မပြောတာလဲ။ဒါတော့ခင်ဗျားတို့ကိုကိုဖာလာကိုအရင်ဆုံးမေးခွန်းနေမေးကြပါ။ကျွန်တော်ပြောချင်တာက ကို့ဖသာကိုအရင်ဆုံးမေးခွန်းနေပေးကြပါနိုင်ငံတကာမှာချင့်ကပ်ပြီးဟဲ့ဆိုလို့ရှိရင်တိုင်းရင်းသားတွေနဲ့ချင့်ကပ်မလားဘလို့ချင့်ကပ်မလဲအဲ့တော့ခမားတို့ကပို့မလေးလေးပြောလို့ရှိရင်မွေးကလေးကအကုန်သိတယ်အကုန်တတ်တယ်ကျွန်တော်ပြောနေကြစကားအတိုင်းပြောလို့ရှိရင်ဖျားဖြစ်မဲ့ကောင်ကိုနော်ဖျားဖြစ်မဲ့ကောင်နေလုံနေတဲ့နိုင်ငံရေးမှာ ဖျားပြင်းမဲ့ကောင်တွေအကုန်သိအကုန်တက်ပြီးတော့ဖျားပြင်းမဲ့ကောင်တွေလုံနေတဲ့နိုင်ငံကြီးမှာကျွန်တော်ပြောမှဆိုမှရှိတယ်ဆိုလို့ရှိရင်ခွင့်လွတ်ကြပါပြောရင်လည်းဒီ live ကိုနှီးကုန်းချုပ်ပါထပ်ပြီးတော့ရှင်းရှင်းလင်းလင်းပြောရင်ဖျားပြင်းမဲ့ကောင်တွေအကုန်သိအကုန်တက်ပြီးတော့နော်ဖျားပြင်းမဲ့ကောင်တွေလုံနေတဲ့နိုင်ငံကြီးမှာဝင်ပြီးတော့ရှုပ်မိတဲ့အတွက်ကျွန်တော်ခွင့်လွတ်ကြပါပြောရင်လည်းဒီ live ကိုနှီးကုန်းချုပ်ပါကျေးဇူးအများကြီးတင်ပါတယ်